ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ငလင်ဘေးတို့ကနိုင်ငံတကာကပေးပို့တဲ့လူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကနိုင်ငံရေးနဲ့စစ်ရေးအတွက်အသုံးပြုထားတွေကနေကောက်ွယ်နိုင်ဖို့လူသားချင်းစာနာမှုအကူအညီများလက်နက်အနေနဲ့အသုံးချမှုရ Stop Weaponization of Aid ဆိုတဲ့ လှုပ်ရှားမှုတရက်ကိုပြုလုပ်သွားမယ်လို့ပြည်တွင်းပြည်ပကတော်လှန်ရေးနဲ့အရပ်ပအဖွဲ့အစည်း90ကျော်ကဒီနေ့မှကြေညာပါတယ်။နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကပေးပို့တဲ့လူသားချင်းစာနာမှုကူညီတွေကိုငလျင်တန်ခံရတဲ့ပြည်သူတွေစီအမှန်တကယ်မျက်မြတ်တတတရရောက်ရှိစေဖို့ဒီလှုပ်ရှားမှုကိုရည်ရွယ်ပြုလုပ်တာလို့သိရပါတယ်။အဲ့ဒီလှုပ်ရှားမှုကိုအဖွဲ့အစည်း55ဖွဲ့ကပူးပေါင်းအကောင့်တွေဖော်မှာဖြစ်ပြီးအခုဂျွန်လပထမပတ်ကနေနောက်ဆုံးပတ်အထိပြုလုပ်သွားမှာပါ။ဆေးအုပ်စုဟာနာဂဲ့၊မိုခါ၊ယာဂီစတဲ့သဘာဝဘေးတွေမှာ မြန်မာပြည်သူလူထုအတွက်အကူအညီမှုတွေကိုအမြတ်ထုတ်ခဲ့ရကြောင်းလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့စကိုင်းငလျင်ကြီးအတွက်ကူညီမှုတွေကိုလည်းအလားတူအသုံးမပြုနိုင်ဖို့ရည်ရွယ်လို့ဆောင်တာဖြစ်တယ်လို့ပူတွဲကြေညာချက်မှာဖော်ပြထားပါတယ်။လူသားချင်းစာနာမှုအကူအညီများလက်နက်အနေနဲ့အသုံးချမှုရက်လှူရှာမှုမှာနိုင်ငံတကာအစိုးရတွေအာဆီယံကုလသမဂ္ဂအေဂျင်စီတွေအစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်း INGO တွေကိုစီယုံလှုပ်ဆော်တိုက်တွန်းသွားမယ်လို့လည်းအတိပေးထားပါတယ်။စစ်ကောင်စီဟာငလျင်ဘေးအတွက်နိုင်ငံတကာနဲ့ပြည်တွင်းကလှူဒါန်းတဲ့ အလူဝေ715ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ2သန်းကျော်ရရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ငွေလင်ထန်သင့်ပြည်သူတွေစီပြန်လည်လှူဒါန်းတဲ့ပမာဏဟာအလွန်နှဲပါးကြောင့်ပြည်သူတွေကထောက်ပြဝေဖန်ထားပါတယ်။မက်လ28ရက်ကစကိုင်းမြို့အနီးကိုဗဟိုပြုလောက်ခတ်ခဲ့တဲ့စကိုင်းငွေလင်ကြီးအတွက်စကောက်စီဟာအလူဝေတွေကိုရရှိထားပေမဲ့ငွေလင်ပေး2လကျော်ကြာတဲ့အထိပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုတိတိယယောက်လှုပ်ဆောင်တာမတွေ့ရသေးပါဘူး။ဆေးအုပ်စုကတစ်ဆင့်ပေးပို့နေတဲ့လူသားချင်းစာနာ၆ထောင်အကူအညီငွေကြေးတွေဟာ ေးစောငွေတွေမဖြစ်လာစေဖို့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အထူးသတိထားဖို့လိုအပ်တယ်လို့အရက်ဘက်အဖွဲ့အစည်းတွေကစိုးရိမ်တကြီးသတိပေးထားကြပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတပ်ကိုပဲတောက်သုံးပါ။ဘုံပန်းရေတွင်းရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်။